မင်္ဂလာပါရှင်စိုးစိုးမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ရှမ်းတိုက်ဤထူးခြားမှုများအကြောင်းပဲဖြစ်ပါတယ်ရှမ်းတိုက်တွေဟာဂရိသစ္စာကြီးမာတယ်သစ္စာတရားကိုဂရိတစ်ခုကိုအတတ်နဲ့လဲပြီးကောက်ွယ်ကြတယ်သစ္စာမဖောက်တတ်ဘူးဂရိတစ်လုံးကိုတည်နိုင်မှပေးတယ်သူတို့အပေါ်လဲဂရိတီမှာကြိုက်ကြတယ်အမျိုးချစ်တယ်ယာစမှန်ရှိတယ်အမြဲလိုလိုသဘောထားကြီးပေးတတ်ကြတယ်ချစ်ပြီဆို တည်တည်ရှင်းရှင်းမုံမီဆိုလဲတက်ပြစ်ချင်လောက်အောင်မုံတက်ကြပါတယ်။ဘာသာတရားလှူရည်တန်ရင်သာသနာအရေးဆို ရှိတာမရှိတာနားမလဲပဲသူများထက်တာအောင်တရားကြီးတက်ပါတယ်။ရှမ်းတိုက်တွေဟာဖြူစင်တယ်ဖြောက်မတ်တယ်တည်ကြည်တယ်။ဒေဝဓမ္မကြီးမာကြတယ်။အထက်ပညာတိုင်းကိုထစ်ခနဲနဲ့အအထက်ပညာတိုင်းကိုတခဏတည်းနဲ့ဖြစ်မြောက်အောင်မြင်အောင်သင်ယူလေ့လာတတ်ကြတယ်။ သူတို့ရဲ့ဆောက်ရှောက်မှုသာသနာပြုမှုကိုနှောက်ယှက်သည့်မိသူကိုမဆိုးကြီးလေးတဲ့ပြစ်ဒဏ်ပေးတတ်ကြတယ်။ရှမ်းတိုက်တွေဟာသဘောဖြူတယ်အနေအေးပြီးရဲရင်ကြတယ်။ညာသောအဖြစ်ရှမ်းတိုက်ဆက်တွေဟာ လူကြီးရှင်ရင်အောင် တမှုထူးကြတဲ့အပြုအမူအပြောအဆိုသူတပားပေါ်အနစ်နာခံတတ်တဲ့စိတ်ရှိကြတယ်။ပရာဟိတလောက်ရတာလဲဝါသနာပါပြီးမိမိကြောင့်သူတပားကောင်းမွန်သွားတာမျိုးကိုလည်း ကြိုက်နှစ်သက်တတ်ကြပါတယ်။ရှမ်းတိုက်တွေဟာဘာသာတရားအလွန်ကိုင်းခြမ်းပြီးလေးစားကြသူတွေလည်းဖြစ်ပါတယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ပူရာရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ Notification Bell လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။